ခါမှလေအမှန်တမ်းပြောရရင်တော့လေမရဲဘူးပေါ့နော်ကျွန်မတခါလေးကြာရင်ဆိုအရန်စိတ်တက်ကြရပေါ့နော်တော်ပြီးမလုတော့ဘူးအဲဓာကြီးမဖြစ်နိုင်တော့ဘူးဆိုတော့စိတ်မျိုးကတော့ရှိတယ်ဒါလူတိုင်းမှာရှိရယ်ပေါ့နော်အခုချိန်မှာလဲအားပေးနေတာမိသားစုပေါ့နော်အပြင်နဲ့မိကလည်းအများကြီးစိတ်တက်ကုန်အားအားပေးတယ်ပြီးတော့ Eric ပေါ့ Eric က Mom you can do it သူကအများရန်ပြောရယ်ပေါ့နော်အမေအမေလုံနိုင်တယ်မေဘာလို့မလုံနိုင်ရမှာလဲဆိုတော့သူ့ရဲ့စကားတခွန်းလေးပေါ့နော် just take up လိုက်သိတယ်အခုဆိုကိုဆိုးပေါ့ဆယ်နှစ်ပြည့်ခါနေပြီဆိုတော့လေသူလည်းလူကြီးလေးတယောက်လိုမျိုးပြောတတ်လာတယ်ဆိုတတ်လာတယ်ပေါ့နော်အခုဒီဆိုင်မှာတန်ရှင်းလုပ်တဲ့ခါမှာလည်းအဲ့လိုပဲသူကိုယ်တိုင်လိုက်တယ်သူကိုယ်တိုင်လိုက်ပြီးတော့ကူညီပေးတယ်မှန်နေတုတ်ကူတယ်အဲ့လိုမျိုးပေါ့နော်အရန်ချစ်ဖို့ကောင်းတယ်ဟုတ်ဆိုင်လေးဖွင့်ပြတာကတော့အရင်တော့ကကြတော့ဖက်နှက်ဆိုင်လေးလောက်ခဲ့တယ်ပေါ့နော် အဲ product ရောင်းတဲ့အလုပ်လေးလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ကို့မှာ business နဲ့ပတ်သက်လို့အတွေ့အကြုံကတော့ရှိခဲ့ဘူးရယ်ပေါ့နော်အခုကျတော့ service ပေးတဲ့အလုပ်ပေါ့နော်ပြန်လှုပ်ချင်တာပေါ့ပြောရမယ်ဆိုတော့ level up ကိုကိုကိုလည်းလှုပ်ချင်တယ်ပြီးတော့ကိုကိုကိုလည်းပြန်ပြီးတော့စူးစမ်းခြင်းနဲ့စိတ်လေးပို့ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆိုင်လေးကိုဖွင့်ဖြစ်တာပေါ့နော်အစတုန်းကလေလွန်ခဲ့တဲ့3လပေါ့နော်ဘာလှုပ်ရင်ကောင်းမလဲဆိုပြီးတော့အများကြီးစဉ်းစားတယ်ပေါ့နော်အအစားတောက်ဖက်ပဲသွားရမလားအလှပဖက်ပဲသွားရမလားဒါမှမဟုတ် product ပဲပြန်ရောင်းရမလားဆိုပြီးတော့ ကိုကိုကိုအများကြီးမေးခဲ့တယ်ပေါ့နော်ဒါမဲ့နောက်ဆုံးကျတော့ကိုနဲ့အတင်းတော်ဆုံးရယ်ပြီးတော့ကိုလည်း experience ရှိခဲ့တဲ့အရာရယ်ပြီးတော့လွန်ခဲ့တဲ့9နှစ်လောက်တုန်းကဆိုရင်ကိုလည်းလက်သေးခြေသေးတင်ခဲ့ဘူးတယ်ပေါ့နော်အဲ့ခါကျတော့အလှပကြီးရနဲ့ပတ်သက်တဲ့ဟာပဲလုပ်လိုက်မယ်ဆိုပြီးတော့ဒီ beauty lounge လေးပေါ့နော်ဖွင့်ဖြစ်သွားတာပါတစ်ကနေပြန်ဆရတဲ့ခါမှလေးအမှန်တမ်းပြောရရင်တော့လေမရဲဘူးပေါ့နော်ခုနပြောသလိုပဲလွန်ခဲ့တဲ့ဒီ၂ရက်၃ရက်လောက်ကြီးအရန်စိတ်တကြရပေါ့နော်ငါလုံနိုင်ပါမလားငါဒီလောက်ထိရင်းနှီးပြီးသွားမှငွေမဝင်ရင်ဘယ်လိုလုပ်မလဲဆိုတော့ အဲဆိုရင်စိတ်ကြီးတစ်ခုကတော့ရှိတယ်ဗောနော်ဒါပေမဲ့လည်းညီမဆူတောင်းတယ်ဒီဆိုင်ုံဖះစီမှာလုံးဝအနံ့ထားတယ်အဲပြီးတော့ယုံကြည်တယ်ကို့အားပေးနေတဲ့သူကို့ချစ်တဲ့သူတွေကလည်းကို့အားအားပေးမယ်ဗောနော်ဒီဆိုင်လေးကိုအားပေးမယ်လာကြမယ်ဆိုတာကိုယုံကြည်တယ်အဲ့လိုပဲကို့ဘက်ကနေလည်းအကောင်းဆုံး customer service ကိုပေးတဲ့အခါမှာလူတွေပြန်လာခြင်းစိတ်ဖြစ်မယ်လို့ယုံကြည်ရတဲ့ကြောင့်လို့အဓိကတော့အဲ confidence ကတော့ confidence level ကတော့အများကြီးကျသွားတာဗောနော်ဒီ၃နှစ်တာကာလအတွင်းမှာ အရန်တိတာတယ် confident level လုံးဝကျသွားတာဒါမဲ့ဒီဆိုင်လေးကညမတော်ပထမဦးဆုံးအားရင်အဖြစ်နဲ့ပေါ့နော်ပြန်လဲပြီးတော့အဲထစေခဲ့တဲ့ပြန်လည်ပြီးတော့စူးစမ်းခြင်းစိတ်ကိုပေးခဲ့တဲ့ဆိုင်လေးလို့ပြောလို့ရပါတယ်။အာညီမလေးဘာတခုသိရလဲဆိုတော့ဗဒမြားမှန်ရင်နှုတ်မနစ်ဘူးဆိုတော့စကားအယမ်းမှန်နေပေါ့နော်။အဲ့ဒါပြောချင်တာကဒီလိုပါညီမငွေလိန်ခံခဲ့ရတာတွေရှိတယ်။အမျိုးမျိုးပဲပေါ့နော်။ဟိုအများကြီးတွေ့ကြုံခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီကိုငွေလိန်သွားတဲ့သူတွေကလေအခုပြန်ကြည့်လိုက်သူတို့အဆင်မပြေဘူး။ သူတို့လုံးဝလေအတောက်တောက်ပြောင်ပြောင်ဖြစ်မနေဘူးပေါ့နော်သူတို့ကိုယ်တိုင်လည်းဒုက္ခရောက်ပြီးတော့မနေယုံကန်နေရရပေါ့နော်ဒါပေမဲ့ညီမကတော့ဒါဖခင်ရဲ့ဂျေဇုကြောက်လည်းဖြစ်တယ်ပေါ့နော်အဲဘာပဲပြောပြောပြန်ထနိုင်တယ်ပြီးတော့ပြန်လှုပ်နိုင်တယ်ပြန်調査နိုင်တယ်ပေါ့နော်ပြောချင်တာကတော့ဘလောက်ပဲလောကမှာငွေလိမ်ပါစေငွေလိမ်တဲ့သူတွေကတော့ သူ့လမ်းနဲ့သူသွားတယ်ပေါ့နော်။ဘာလို့လဲဆိုသူတို့လောက်နေတာဟုတ်မှမဟုတ်တာ။မှားနေတဲ့သူကတော့မှားနေတဲ့လမ်းပဲသွားမှာပဲပေါ့နော်။အခုကလေ Sound Internet Melody ခေါင်းလို့ပြောအားတော့မရှိဘူး။ဘာလို့ဆို confident level အများကြီးကျနေတာပေါ့နော်။ဒါပထမဆုံးပြန်ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီစိုးရိမ်စိတ်ကတော့ရှိနေတုံးပဲပေါ့နော်။ဒါပေမဲ့ယုံကြည်ပါတဲ့အကောင်းဆုံးလုံနိုင်သွားမယ်ဆိုတာကိုလေ။ပြန်လဲပြီးတော့လေအဲစတင်ရတဲ့အခါမှာအရာအားလုံးကဒီဆိုင်ထဲမှာနှိမ့်ညွတ်ထားတာပေါ့နော်။ စိတ်ရောလူရောငွေရောအဲတချို့ကတော့ပြောတယ်အမှုပညာဘာလို့မလုပ်တာလဲဒီပတ်စံကြီးနဲ့အမှုပညာပဲပြန်လုပ်ပါလားလို့ပြောကြတာရှိတယ်ပေါ့နော်ညီမအမှန်တိုင်းပြောရရင်တော့မှန်ပါတယ်အမှုပညာလည်းလုပ်ချင်တယ်ကွာအယံဝါဒနာပါတယ်ပေါ့နော်ဒါပေမဲ့ကိုကဈားထဲမှာနှစ်တည်းအများကြီးချားသွားတဲ့ခါကျတော့အဲငွေရှားမဲ့ချိန်လေးလည်းပြန်လိုတာပေါ့ပြန်လိုလာတယ်ပေါ့နော်ဘာလို့ကိုဆုံးရှုံးလိုက်ရတာတွေကလည်းအယံများတယ်ပြီးတော့တစ်ဖက်မှာကိုယ့်ရဲ့သားလေးအဲရစ်ကလည်းရှိတဲ့ခါကျတော့သူ့အတွက်လည်းကိုကအရှိတ်ကနေပြီးတော့မမမက်ရက်တီရအောင်မဖြစ်တဲ့အတွက်ကြောင့်မလို့ကဲဝါဒနာနဲ့ အလုတ်ဆိုရင်အလုတ်ပဲရွေးလိုက်မယ်ဆိုပြီးတော့အလုတ်ကိုအရင်ဆုံးစဖြစ်သွားတာပေါ့နော်အမှန်တမ်းပြောရရင်တော့လေတာမီနှစ်ယောက်လုံးအတွက်ပေါ့နော်တာမီနှစ်ယောက်လုံးရှေ့ဆက်ဖို့အတွက်ကဒါအလုတ်ရှိမှရမယ် business တစ်ခုရှိမှရမယ်ဝင်ငွေတစ်ခုရှိမှရမယ်ပေါ့နော်အဲ့ခါကျတော့ညီမဒီ business လေးကိုစပြီးတော့အာလုတ်လိုက်တာပေါ့နော်ဘယ်တော့မဆိုလေဘယ်နေရာပဲရောက်ရောက်ပေါ့နော် ညီမတခါလေးကြာရင်ဆိုအရန်စိတ်တက်ကြရယ်ပေါ့နော်တော်ပြီးမလုတော့ဘူးအဲဓာကြီးမဖြစ်နိုင်လောက်ဘူးဆိုတော့စိတ်မျိုးကတော့ရှိတယ်ဒါလူတိုင်းမှာရှိရယ်ပေါ့နော်ဒါမဲ့အများရန်လေးကိုအခုအခုချိန်မှာလည်းအားပေးနေတာမိသားစုပေါ့နော်အဖေနဲ့မေကလည်းအများကြီးစိတ်တက်ကုန်အားအားပေးတယ်ပြီးတော့ Eric ပေါ့ Eric က မမ you can do it သူအများရန်ပြောရယ်ပေါ့နော်အမေအမေလောက်နိုင်တယ်အမေဘာလို့မလောက်နိုင်ရမှာလဲဆိုတော့သူ့ရဲ့စကားတခွန်းလေးပေါ့နော်သူအများရန်အရန်အလိုက်တည်တယ်အခုဆိုကိုဆိုပေါ့ဆယ်နှစ်ပြည့်ခါနေပြီဆိုတော့လေသူလည်းလူကြီးလေးတယောက်လိုမျိုးပြောတတ်လာတယ်ဆိုတတ်လာတယ်ပေါ့နော်အခုဒီဆိုင်မှာတန်ရှင်းလောက်တဲ့ခါမှာလည်းအဲ့လိုပဲသူကိုယ်တိုင်လိုက်တယ်သူကိုယ်တိုင်လိုက်ပြီးတော့ကူညီပေးတယ်မှန်နေတုတ်ကူတယ်အဲ့လိုမျိုးပေါ့နော်အရန်ချစ်ဖို့ကောင်းတယ်အခုကတားမိနှစ်ယောက်က ရန်ဖြစ်ပေါ်ရန်ဖြစ်ဖက်တိုင်ပင်ပေါ်တိုင်ပင်ဖက်အဲ့လိုမျိုးပေါ့နော်ပြီးတော့အကြံဉာဏ်ပေးဖို့ပေါ့နော်တယောက်နဲ့တယောက်လည်းအကြံဉာဏ်နေလဲပေးကြရပေါ့နော်သူလည်းလူကြီးလေးဖြစ်လာတဲ့အခါကျတော့အကြံဉာဏ်ပေးတတ်တယ်ဘယ်လောက်တောင်လဲဆိုအဝတ်စားအစအအမေဒါဝတ်ထားရင်အရင်လာတယ်မလာဘူးဆိုရင်လည်း तू ကဒဲ့ကိုပြောပြတာအမေရဲ့ဘာယူဝတ်ထားလဲမလာလိုက်တာအယုတ်ဆိုးတယ်အဲ့ဒါအဲ့လိုမျိုးလေးနော်ကိုအနီးကဝေဖန်မိမဲ့သူပေါ့ဟုတ်တယ်သူကအခုဆိုရင်အဆက်ဆက်ရအရာအလုံးပေါ့နော် business မှာလည်းသူအကြံပေးတယ်ကလေးဆိုပေမဲ့လေဒီခေတ်ကလေးတွေကညံရီအရန်မြင့်မာသွားပြီပေါ့နော်အဲ့ခါကျတော့အဆက်ဆက်ရသူစီကနေပြီးတော့အကြံဉာဏ်တွေလည်းယူရတယ်ကလေးပြောတဲ့စကားလေးတွေတခါကျရင်တော့မထင်မှတ်ပဲနဲ့ဟိုသိမလားအေးမပါလောက်ပါဘူးရေးမကြီးလောက်ပါဘူးလို့ထင်တတ်ကြရတဲ့တချို့မိဘတွေကဒါမဲ့မဟုတ်ဘူးပေါ့နော်သူတို့ရဲ့စကားတွေကအရန်ရေးပါတယ်ပြီးတော့ရန်ဖြစ်ပေါ်ရန်ဖြစ်ဖက်လည်းဟုတ်တယ်ဘာလို့ဆိုညီမကလည်းကလေးသူကလည်းကလေးဖြစ်နေတဲ့ခါကျတော့တခါလေးကျရင်လေနှစ်ယောက်လုံးကဟိုကလေးလိုဖြစ်နေတော့ကလေးနှစ်ယောက်ရန်ဖြစ်နေတယ်လို့ပဲခဏအဲတခါတလေပေါ့နော်အဲ့လိုမျိုးလေး ဖြစ်တတ်ပါတယ်လွန်ခဲ့တဲ့၃နှစ်ကျော်တုန်းကကျတော့သူ့ကိုထားခဲ့တော့ကသူကကလေးလေးတယောက်ဘူးเนาะအခုကျတော့ပြန်လာတဲ့ခါမှာလူကြီးတော့မဟုတ်သေးဘူးပေါ့เนาะဒါပေမဲ့လည်းသူစပြီးတော့၁၀နှစ်ပြည့်တော့မယ်ဆိုတဲ့ခါကျတော့အပြောင်းလဲလေးတွေကတော့ရှိတာပေါ့เนาะအဲသူ့ကိုလိုက်ပြီးထိန်းရတဲ့အရာလေးတွေလည်းရှိတယ်တွင်တင်ရတဲ့အရာလေးတွေရှိတယ်ပြောပြရတဲ့အရာလေးတွေရှိတယ်အဲ့လိုပဲသူ့ဘက်ကနေပြီးတော့လည်းအရင်နဲ့မတူတဲ့အကြံဉာဏ်ပေးတဲ့အရာလေးတွေလည်းရှိလာတယ် ီးတော့ကိုယ်အားပေးတဲ့အရာလေးတွေလည်းရှိလာတယ်ပေါ့နော်အများကြီးတော့ပြောင်းလဲသွားတယ်အဓိကကတော့ကိုယ်လည်းရင့်ကျက်လာတယ်သူလည်းရင့်ကျက်လာတယ်ပေါ့နော်ယောက်ျားလေးကထိန်းရတာပူခတ်တာလားမသိဘူးနော်ညီမလေးလေးအမှန်တမ်းပြောရင်ဟိုကလေးကကလေးကိုပြန်မွေးထားသလိုလေးဖြစ်နေတဲ့ခါကျတော့အသက်ရွယ်ကလည်းတိတ်မကွာတော့လေအဲတခါလေးကျရင်လည်းတငယ်ချင်းလိုမျိုးဖြစ်နေတာပေါ့နော်အဲ့ခါကျတော့ကိုယ့်ဘက်ကမထိန်းနိုင်မှသူ့မပြောနိုင်မှလဲစိုးရိမ်နေဒါမဲ့လည်းညီမဘက်ကနေတော့သူ့အမေတယောက်ကိုလေးစားတတ်အောင်တော့ညီမဘက်ကနေပြီးတော့သူ့ အများကြီးတွင်တင်ပေးထားတယ်ပေါ့နော်ဒီနေ့ဒီချိန်ကြီးပေါ့နော်မမေ့မလျော့နဲ့လမ်းသွားရင်တော့မှဟာမလူဒီခေါင်းမလားဆိုပြီးတော့တတိတရနဲ့ပေါ့နော်ရှိနေပေးသူတယောက်ချင်းဆက်အောင်အများကြီးကျေးဇူးတင်ပါတယ်အဓိကတော့မမေ့ပေးနေလို့ပေါ့နော် ပြီးတော့နောက်တစ်ခုကကျတော့အခုညီမအနေနဲ့ပေါ့နော်အဲ comeback အနေနဲ့တချင်းတော့မဟုတ်ပေမဲ့လည်းဆိုင်တစ်လေးဖွင့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီဆိုင်လေးကိုအားပေးကြပါဒီဆိုင်လေးမှာလာပြီးတော့ service ယူကြပါ hair ပိုင်းရော nail ပိုင်းရော waxing တို့ eyelash extension တို့ပေါ့နော်အများကြီးညီမဘက်ကနေပြီးတော့အဲလုပ်ပေးထားပါတယ်ဝန်ထမ်းတွေကိုလည်းအများကြီးညီမတွင်တင်ထားတယ်ပြောထားတယ် training တွေလည်းပေးထားတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့အကုန်လုံးလာရောက်ပြီးတော့အားပေးကြပါညီမကိုချစ်တယ်လို့မျိုးပဲဆိုင်လေးကိုလည်းအားပေးကြပါဦးလို့ညီမဘက်ကနေပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်